လူသားအချင်းချင်းမေတ္တာချစ်ခင်တက်ဝင်လို့မေတ္တာတက်ဝင်ချစ်ခင်လို့နှစ်ဦးလက်တွဲပြီဆိုတဲ့အချိန်မှာတောကဆောင်ဝင်လာကိုယ်နဲ့မသိခင်ကဘာတော့ကောင်းမှမဝင်ဘူးသိလာလို့မေတ္တာတက်ဝင်ချစ်ခင်လာပြီဆိုလို့ရှိရင်တောကရောက်လာအဲ့ဒါဘာကြောင့်ရောက်တာတော့ဆိုတဏှာနဲ့ဒီအာယုန်ဒီပစ္စည်းဒီဝတ္ထုကိုဆုတ်ခိုင်းလိုက်လို့ပဲ ်တွေ့တာမှုရှိတဲ့နေရာမှာတောကလာတယ်။ဒါကြောင့်ဘုရားဆရာဘုရားဒေသနာတော်တွေဒီမှာဟောတယ်တဏှာယစာယတိတောကောတဏှာကြောင့်တောကဖြစ်ရတယ်အိမတော်ဆိုင်တီတော့ကိုချစ်ခင်မှုကြောင့်တောကစွာဖြစ်ရတယ်။ကာမတော်ဆိုင်တီတော့ကိုလူချင်းမှုကြောင့်တောကစွာဖြစ်ရတယ်။ ဒါအကြောင်းနဲ့အကျိုးပဲလောကလူတွေကစဉ်းစားကြတယ်တောကကင်ဝေနေထိုင်ရေးတဲ့အေပစ္စည်းဥစ္စာတွေကမ္မကုံအာယုန်တွေပေါ်မှာလက်ကမလွတ်ဖဲနဲ့စိတ်အာယုန်တွေကမလွတ်ဖဲနဲ့ဆုတ်ကင်ထားပြီးတော့တောကကင်အောင်နေဖို့ကြိုးစားတယ်ဆိုလို့ရှိရင်ဒီနေ့မှဖြစ်နေတောကကင်းကျင်လို့ရှိရင်ဆုတ်ကင်ထားမှုကိုဆွတ်လွတ်ရမယ်